ကမိုင်းနာမည်ဘယ်လိုခေါ်လဲတပည့်တော်နာမည်မဆုပင်လောင်အောင်ပါဗျာမဆုပင်လောင်အောင်ပါဗျာမဆုပင်လောင်တမဗျာဇာတိရပဲရတယ်တပည့်တော်ကတာမျိုးရပါဗျာတတာလောက်ကဘာလို့လဲတပည့်တော်အယောင်းဝယ်ပဲလောက်ပါတယ်ဗျာဂျမ်းပါရောဘယ်လိုရှိလဲအတပည့်တော်ဂျမ်းမကြီးက2017မှာတပည့်တော်အသေးဝေဒနာကိုခံစားရပါတယ်ဗျာအသေးဝေဒနာဆိုတာဘယ်လိုလဲအသေးစိပိုးဖြစ်ပါတယ်ဗျာဟုတ်ပြီ ဲ့တော့ဦးဇင်းတို့ရှိမှတရားလာကျင့်ဘူးလေတမဖေဟိုတင်ကျင့်ဘူးလေတပြီးတော့နှစ်ကျင့်ပါဖေဟောပထမလူတိစကန်ရဲ့ချောတိုင်းတမဖေအဲ့တော့တရားစကန်ဝင်တော့တရားအထုတ်ဘူးနဲ့ကျမ်းပါရေးနေထူးခြားမှုရှိလားရှိပါတယ်ဖေအဲ့တော့သဘောယောဂအချိန်ကြီးခံစားထားဖို့ယောဂရဲ့စင်တန်းလေတရားကျင့်လာတဲ့အခါမှာတရားအထုတ်မှုကြောင့် ရမ်းမာကြီးတောင်းလာဖို့ဘလို့ထူးခြားမှုကြီးဆင်းဆင်းဖြစ်လာတယ်ဆိုတော့ရောက်ပါတယ်မဖေတတိတော်က2017မှာအစီဘိုးစတွေ့ပါတယ်ဖေတဲဝင်တတိတော်အဲမှာအစီဖုံးသွားပါတယ်ဖေတတိတော်ဆေးကုလာတဲ့တက်တန်းတစ်ချောင်းမှာဒီမြန်မာနိုင်ငံမှာတကယ်ကိုဒေါက်တာခင်မောင်ဝင်းတို့ရှိမှလဲတတိတော်ဆေးကုပါတယ်ဖေငိမ့်ဆေးကမ်းမှာလဲတတိတော်ဒေါက်တာဦးခင်မောင်ညွန့်နဲ့ဆေးကုပါတယ်ဖေအသေးထုတ်ကုဆရာဝန်ကြီးပါပဲဖေ တပီတော့ဒီအရန်တလျှောက်မှာတပီတော့ဈေးကူးခဲ့ရပေမဲ့လည်းတပီတော့ဝေဒနာတက်တာတယ်ဝေဒနာပြောက်ကင်းနေဆိုတာမရှိခဲ့ပါဘူးခင်ဗျာချာမြန်မာဆရာလေးနဲ့ရောကူဒီလားမြန်မာဆရာနဲ့တော့မကူပါဘူးခင်ဗျာမိုးကောင်းကြောင်းတိုက်ကဆရာရကနာပါလာဆေးခန်းမှာလည်းတပီတော့ဈေးကူးခဲ့ပါတယ်ခင်ဗျာအဲ့ဒါက အင်္ဂလိပ်တိုင်းအင်္ဂလိပ်ဆေးပါဗျာဆေးဟုတ်ပြီတင်ပါဗျာအင်္ဂလိပ်ဆေးပါပဲဗျာတပည့်တော်ပိုသက်ဆေးလည်းစားခဲ့ရပါတယ်ဗျာပိုသက်ဆေး6လ3လနဲ့ချိန်လည်းစားခဲ့ရပါတယ်ဗျာတပည့်တော်ယောဂဝေဒနာမတက်တာခဲ့ပါဘူးဗျာတပည့်တော်မျိုးကဝေဒနာမတက်တာတဲ့အခါကျတော့ဒီတရားကိုအားထုတ်ဖို့တပည့်တော်ကစိတ်ကထက်သန်လာပါတယ်ဗျာနောက်ဒီနောက်ဆုံးတပည့်တော်ဒီ2018မှာဒေါက်တာဇာနီစင်နဲ့တပည့်တော်ဆေးပြန်ကူဖို့အတွက် ပြန်ပြခဲ့ပါတယ်ဖေ။ဟုတ်ကဲ့ဇာနီစီဆိုတာလည်းမန္တလေးကအသက်ဆရာဝန်မှာပဲဖေ။တပိတော်ဆေးပြန်ကူရတဲ့အချိန်မှာတပိတော်ရဲ့ဆေးမှတ်တမ်းတွေကိုကြည့်တဲ့အခါကျတော့ဆရာကတပိတော်ကိုဆေးမကူချင်တော့ပါဘူးဖေ။ရောကအဆိုးလား။ဆေးကအဆိုးဆုံးချိန်တွေကတပိတော်ရဲ့အသေးအသုံးပုံပေါ်ရင်နှစ်ပုံ၆သွားပါပြီဖေ။ နှပုံချောက်သွားတဲ့အတွက်နောက်ဆရာကအရင်ဆရာဝန်တွေကလည်းတကယ်ကိုပြမပြမတကယ်နာမည်ကြီးတဲ့ဆရာဝန်တွေကိုလည်းပြခဲ့တာဆိုတော့ဆရာကြီးကနောက်ဒီတပည့်တော်ရဲ့စစ်မှတ်တမ်းအားလုံးကိုကြည့်ရှုခဲ့ပါတယ်ခင်ဗျာတပည့်တော်စစ်မှတ်တမ်းအားလုံးကြည့်ရှုခဲ့တဲ့အခါကျတော့တပည့်တော်တို့ဆရာကတလဆေးပဲပေးကြည့်မယ်လို့ပြောပါတယ်ခင်ဗျာအဲဆရာကတပည့်တော်ဒီတလဆေးမပေးခင်တော့ तू ကတပည့်တော်အလွန်ဆုံးနေရာ၃နှစ်ပဲလို့ တပည့်တော်ပြောခဲ့ပါတယ်ဗျာပြောခဲ့တဲ့အခါကျတော့တပည့်တော်ဟာဒီတလားကိုသူသူကစေကုဇနဆနာရှိရယ်ဆိုရင်စေကုပြမဆိုတလားကိုသူစမ်းကြည့်မယ်လို့ပြောပါတယ်ဗျာတပည့်တော်တလားစေးစမ်းတဲ့အချိန်မှာနေထိုင်တာအရင်ဆရာဝန်တွေနဲ့မတူဘဲနဲ့တပည့်တော်အစာအတော့နေထိုင်အကုန်လုံးကိုဆရာဝန်ကဆက်သက်ခဲ့ပါတယ်ဗျာဆရာဝန်ညွန်ကြားထားတဲ့အတိုင်းလဲတပည့်တော်နေထိုင်ခဲ့ပါတယ်ဗျာအဲဒီမဲ့တပည့်တော်ကကျမကြီးကအားရမှု မရှိခဲ့ပါဘူးခင်ဗျာတပိတော့ဒီဆရာတော်ကြီးတို့2018ဝါဆိုဦးတရားစခန်းမှာကောလင်းရယောဂီရဲ့အပင်းမှုနဲ့တပိတော့တရားလာအထုတ်ပါတယ်ခင်ဗျာဆရာဝန်ပေးထားတဲ့ဂျူရိတ်တလအတွင်းမှာတပိတော့တရားစခန်းကိုရောက်ခဲ့ရပါတယ်ခင်ဗျာရောက်ခဲ့တဲ့အချိန်မှာတပိတော့ရဲ့စိတ်ကဟိုဒီအွန်လိုင်းတန်းကိုမသွားဖို့အတွက်တပိတော့ဝိုင်းတားကြပါတယ်ခင်ဗျာ ဒူရော်ရဲ့ကျမရဲ့အခြေအနေနဲ့ဆရာတော်ကြီးတို့ရှိမှအထောက်အရာအရန်ပြင်းထန်တဲ့အတွက်ဒူရော်ဘယ်သူမှအာမပေးပါဘူးခင်ဗျာဒူရော်ကတော့ကိုတည်ရမယ့်အတူတူမနေရမယ့်အတူတူကတော့ဒူရော်ဒီတရားကိုပဲလာအထောက်ချက်မှာလေခင်ဗျာရိတ်တမသေးခြင်းလဲသေသွားပါစေဆိုတော့စိတ်နဲ့ဒူရော်လာခဲ့တာပါခင်ဗျာဒူရော်ရဲ့အမေကစိတ်မချလို့ကိုတရားအာမထုတ်နိုင်မဲ့တဲ့တော့ဒူရော်ရဲ့အနောက်ကိုလိုက်ခဲ့ရပါတယ်ခင်ဗျာ အမေပါရောပြီးအာထုတ်ခဲ့ရပါတယ်ခင်ဗျာတပည့်တော်ရဲ့အမေကဒီမဟာပလင်ကိုချိန်တဲ့နေရာမှာတပည့်တော်ကိုထမ်းထုတ်ခဲ့ရမယ်လို့ကိုသူကထွေးထားပါတယ်ခင်ဗျာအဲ့တော့ကိုကအားနေကြာပြီးတော့အစားအသောက်တွေလည်းပြည့်နေလားတက်ပါဖေ။အဲ့တော့အိုင်းနေချီနေပြီးတော့ပိန်ချုံနေတော့တက်ပါဖေ။တပည့်တော်ကိုဒီယောဂီတွေမြင်ဘူးပါတယ်ဖေ။အော်တပည့်တော်ရဲ့ကျမရဲ့အချိန်နေရဘလုံးမကို မကောင်းပါဘူးဗျာတပီတော့ဒီတရားအိုင်ရှင်ဖျားတို့ဒီစခန်းမှာဝင်နေတဲ့တာနာကိုတပီတော့ဆေးကန်းကိုတွားခဲ့ရပါတယ်ဗျာအဲအထောက်ရတဲ့အချိန်မှာအမေကမဟာပလင်ချိန်တဲ့အချိန်မှာတပီတော့ဟိုထန်းထုတ်ခဲ့ရမှာအဲ့လိုမျိုးဘယ်လိုဖြစ်မလဲဆိုတော့အမေကဒီစိတ်နဲ့ပဲတပီတော့နောက်ကိုအာထုတ်တာနေရတပီတော့နားမကိုတူတူအာမထုတ်ပါဘူးဗျာအဲတပီတော့ကကြတော့လဲကိုတရားမဲ့တူတူတော့ဒီတရားနဲ့တရားတာ အကောင်းဆုံးပဲဆိုပြီးတော့တတိတော်ကတော့ကြိုးစားပြီးတော့အားထုတ်ခဲ့ရပါတယ်ခင်ဗျာတလအတွင်းဆရာဝန်ကတလပဲတတိတော်ကိုစံသက်ကြည့်မယ်တလပြည့်လို့တတိတော်ရဲ့အကျမကြီးအခြေအနေကသူထင်ထားသလောက်မတိုးတက်ဘူးဆိုရင်တတိတော်ကိုဘယ်မှာမှဆေးမကူပါနဲ့တော့လို့ဆရာဝန်ကကြိုတင်ပြောထားပြီးသားပါခင်ဗျာဘယ်နိုင်ငံဝန်မှလည်းမတော်ပါနဲ့ဟိုဘယ်ဆရာဝန်နဲ့မှလည်းမပြပါနဲ့တော့ပေါ့လေဒီ သူမမရဘူးဆိုရင်ဘယ်ဟိုမှမသွားနဲ့တော့ပတ်စံကုန်တာပဲရှိမယ်နိုင်ငံညာလည်းမသွားပါနဲ့နောက်ဒီနောက်ဆုံးဒီတရားနဲ့ပဲหนีလိုက်ပါလို့ဆရာဝန်ကတပည့်တော်ကြိုတင်ပြောထားပြီးသားပါဗျာတပည့်တော်ဒီမဟာပလင်ချိန်တဲ့အချိန်မှာတပည့်တော်ဘဝင်ရှင်းရှင်းကြသွားတဲ့ဒီတပည့်တော်အထုံနိုင်ခဲ့ပါတယ်ဗျာအဲ့လိုဘဝင်ရှင်းရှင်းကြသွားတော့အဲ့ကြပြီးတဲ့အချိန်မှာမိမိစိတ်ကဘယ်လိုပြောင်းလဲ တပည့်တော်ရဲ့စိတ်ထဲမှာအယံကိုအေးချမ်းပြီးတော့ခန္ဓာကိုယ်ကအယံကို ပော့ပါတဲ့အတွက်တပည့်တော်ရဲ့စိတ်ထဲမှာပို့ဖို့ပေါ်ပါလဲဖြစ်တယ်။အရင်နှမဟိုအယံတပည့်တော်ရဲ့ခန္ဓာမှာနေရာအနံ့အပြားနာနေတာအောက်နေတာ ီလိုမျိုးတွေကအများကြီးခံစားရပါတယ်ဗျာတပိတော့ပလက်လက်ကြိုင်မအိနိုင်သလိုစောင်းပြီးတော့လည်းလည်းကြိုင်မအိနိုင်ပါဘူးဗျာတပိတော့ထိုင်လည်းကြိုင်မထိုင်နိုင်ပါဘူးဗျာဒီကြောင်ကပလက်ကလက်ထိုင်အားစထိုင်ခွင့်မပေးထားပါဘူးဗျာတပိတော့မထိုင်နိုင်ပါဘူးဒီမဟာပလင်ချိတ်ပြီးတဲ့အချိန်မှာ9နာရီပါဗျာပလင်9နာရီချိတ်တယ်မှာဗျာတပိတော့9နာရီမဟာပလင်ချိတ်တဲ့အချိန်မှာတပိတော့ဘုံဝင်ရှင်းရှင်းကြသွားတဲ့အချိန်မှာတပိတော့ခန္ဓာကိုယ်ကအယံကိုပော့ပါပြီးတော့ဝေဒနာတွေလည်းအယံတက်တာပြီး စိတ်ကောလူရောကိုပေါ့ပေါ့ပါပါလန်းလန်းဆန်းဆန်းဖြစ်ပြီးတော့တပီတော့ကိုကိုကိုလည်းကျင်နိုင်ခဲ့ရပါတယ်ဗျာတပီတော့ဒီကနေ့ပြန်သွားတဲ့အခါကျတော့ဆရာဝန်ရှိကိုဈေးကန်တန်းသွားပါတယ်ဗျာဈေးကန်တန်းသွားတဲ့အချိန်မှာဆရာဝန်ကတပီတော့ဆေးမဆေးရသေးဘူးလူလေးမြင်တာနဲ့ဘာလုပ်ခဲ့တယ်လဲလို့မေးပါတယ်ဗျာအတပီတော့တရားစခန်းဝင်ပြီးမှပြန်လာတာပါလို့တပီတော့ဆရာကိုပြောခဲ့ပါတယ်ဆရာကတရားစခန်းပြနေတဲ့အတောင်ဝင်ခဲ့ရတယ်တပီတော့ ဆယ်ရက်ဝင်ခဲ့ပါတယ်ပေါ့လေဒီမဟာပလင်ချိတ်ခဲ့ရပါတယ်ဒါဆိုရင်ညနေစာလည်းမစားခဲ့ရဘူးပေါ့တတိတော်မေးပါတယ်ခင်ဗျာတင်ပါညနေစာမစားရတဲ့အကျိုးကျေးဇူးကကောင်းတာလားတရားအထုတ်တဲ့ကျေးဇူးကကောင်းတာလားလို့မေးပါတယ်ခင်ဗျာတတိတော်ကနေပြီးမှဟိုနှစ်ခုလုံးကောင်းပါတယ်လို့ပဲပြောခဲ့ပါတယ်ခင်ဗျာဆရာဟောကတတိတော်ကိုကြည့်ပြီးမှသူဟိုအသားရေကအစား ြည်လင်လာတဲ့အတွက်သူတအားတအောလည်းဖြစ်ခဲ့ရပါတယ်တပည့်တော်ကိုချက်ချင်းပဲစေတလာပြည့်ရဲ့အချိန်စစ်ပြန်စစ်မယ်ဆိုတပည့်တော်ကိုစစ်ပြန်စစ်ပါတယ်ဖေဟာစစ်ပြန်စစ်တဲ့အချိန်မှာတပည့်တော်ရဲ့အသည်းအင်ဆိုင်ကတခါပုံမှန်ပြန်ဖြစ်နေပါတယ်ဖေဟာဘယ်ပြန်ကောင်းလာတယ်တမဖေဟာဘုသဘောဝတိုင်းပြန်ဖြစ်လာတယ်တမဖေဟာတခါတပည့်တော်ပုံမှန်လေးပြန်ဖြစ်လာပါတယ်ဖေဟာပြန်ဖြစ်လာတဲ့အခါကျတော့ तू ကအရန်ကို ဟိုဆောင်ကရန်ကုန်အောင်ပြီးတော့တရားရဲ့အကျိုးကျေးဇူးကသိကောင်းတာပဲလို့တပည့်တော်မှတ်ချက်ပေးခဲ့ပါတယ်ဗျာအဲ့တော့ तू ကဝန်တာလိုက်ပါပေါ့လေ तू ပို့သက်စေကြွေးပါတော့မယ်ပေါ့တပည့်တော်ပို့သက်စေစားဖို့အတွက်စေကြွေးဖို့အတွက်ကိုဆရာကစေစားကြွေးပါတယ်ဗျာတပည့်တော် तू အာမခံပြီးကုပါမယ်လို့တပည့်တော်ပြောခဲ့ပါတယ်ဗျာရောက်တော့လို့ပေါ့တင်ပါဗျာတပည့်တော်ဒီနလာပိုင်းအချောတက် ဒီမှာပြန်ဝင်มาတယ်ခင်ဗျာနှစ်လပိုင်းအချော်တက်ဝင်နေတဲ့အချိန်မှာတပည့်တော်ရဲ့ဆေးကနောက်ဆုံး6လပြည့်ကနေပါပြီခင်ဗျာတပည့်တော်ဒီတရားစခန်းထွက်တာနဲ့ဈေးပြန်ဆေးရမယ့်အချိန်နဲ့ကွက်တိဖြစ်ပါတယ်ခင်ဗျာတပည့်တော်ပိုသက်စေစားရတဲ့ဒုတိယအတုပ်ဒီအချော်တက်ဝင်တဲ့အချိန်မှာတပည့်တော်ပိုသက်စေစားရတဲ့အတွက်ခန္ဓာကိုယ်ကတော့နှုံးပါတယ်ဖေဟာကိုယ်သက်စီအမှန်တန်ပြင်းအရန်ပြင်းပါတယ်ဖေဟာတင်ပါဖေဟာတပည့်တော်ဟိုဒီမှာ ညနေဟိုစေးစားရတဲ့အချိန်လည်းတတိထားရပါတယ်ဖျားစူးစားပြီးတော့လည်းအထုတ်ရပါတယ်ဖျားဒုတိယတစ်ချိန်မဟာပလင်တင်တဲ့အချိန်မှလည်းတတိတော့ကောင်းကောင်းမွန်မွန်တရားဟုတ်လား9နာရီ9နာရီပါဖျားတတိတော့9နာရီနှစ်ချိန်ရှုမှတ်နိုင်ပါတယ်ဖျားခန္ဓာကိုယ်မှာပေါ့ပေါ့ပါပါဖြစ်တဲ့အထိကိုတတိတော့ရှုမှတ်နိုင်ခဲ့ပါတယ်ဖျားရှုမှတ်နိုင်တဲ့အခါကျတော့တတိတော့ဆရာတို့ဒီတရားစခန်းနေထွက်တဲ့အချိန်တုန်းကတတိတော့ရဲ့ ကနာကိုအသားရည်တစ်ခုလုံးကဘယံကိုဝါထိန်နေပါတယ်ဗျာတပီတော်ဒီအချောတက်ဝင်တာလဲယောဂီတွေကတပီတော်အသက်ရှိမယ်လို့တောင်းမှာမချက်ပေးကြပါရဲ့ဗျာသူတို့တပီတော်အခုတွေးတဲ့အချိန်မှာဒီလိုမျိုးတွေးရလိမ့်မယ်လို့မမျောလင့်ထားဘူးဟိုကောလင်းကယောဂီဖွားဖွားတင်ဆိုရင်ပေါ့လေငါနှီးကိုဘယ်နေသိမ့်မလဲလို့ပဲ ရှိပါအောင်မလားလို့ကိုတွေးမိပါတယ်ဗျာတပီတော့ဓာတ်ပုံကယောကောလင်းကယောဂီနဲ့တပီတော့ဓာတ်ပုံတူတူရိုက်တဲ့ချိန်မှာတပီတော့ရဲ့ခန္ဓာကိုယ်ကဝါထိန်နေတာကိုဓာတ်ပုံနဲ့မှကိုထင်ထင်ရှားရှားတွေ့ရပါတယ်ဗျာအဲ့ဓာတ်ပုံလေးလေးလို့ဒီမှာတင်ပါဗျာတပီတော့မှရှိပါတယ်ဗျာအရန်ကိုဝါထိန်နေတဲ့ခါကျသူတပီတော့ရဲ့မျက်လုံးအသားရည်တွေအကုန်လုံးကိုအကုန်ကန်ထွက်လာတဲ့သဘောပါဗျာတပီတော့ဒီ၆လပြည့်တဲ့အချိန်မဟာပလင်ကို၅နိုင်၂ချိန်လုံးကိုလည်းတပီတော့ချိန်ပါတယ်ဗျာ ။နှစ်ချိန်လုံးချိန်တဲ့ချိန်မှာတော့တပည့်တော်ရဲ့ပေါ့ပေါ့ပါပါကိုချိန်နိုင်ပါတယ်ခင်ဗျာ။အော်တပည့်တော်အမေကတပည့်တော်ဒုတိယဒီ9နာရီနှစ်ချိန်ဖြစ်တဲ့အတွက်တပည့်တော်မသွားဖို့လည်းတားကြပါတယ်ခင်ဗျာ။တပည့်တော်ကနေပြီးမှဟိုပထမတစ်ချိန်တုန်းကအောင်မြင်ခဲ့တဲ့ကိုယ့်ရဲ့ကျမ်းမာရေးကလည်းအောင်မြင်ခဲ့တဲ့အတွက်တပည့်တော်ကအရန်ကိုတရတရားဖြစ်ခဲ့ရပါတယ်ခင်ဗျာ။6လပြည့်လို့ တရားစခန်းအထက်တော့တပည့်တော်စေကံပပြပါရယ်ဖေဟာဆရာဝန်ကမေးပါတယ်ဘာလုပ်ခဲ့တယ်လဲလို့ထပ်မေးပါရယ်ဖေဟာတပည့်တော်ထပ်မေးတဲ့အခါကျတော့တပည့်တော်ကအခုတရားစခန်းထွက်ခဲ့တာပါလို့ဖြေပါတရားစခန်းခဏခဏဝင်တယ်လားလို့မေးပါရယ်ဖေဟာတပည့်တော်ကတရားစခန်းတော့ခဏခဏမဝင်ဘူးဒီဟာနှစ်လပိုင်းအခုဝင်ပြီးဆယ်ရက်ဝင်ပြီး ပြန်လာတာပါလို့ တပီတော့ပြောပါတယ်ဖေ။အဲ့မှာသူကပိုတက်စီလဲ6လပြေးပြီအားဆိုရင်အကုန်မက်ဒီကယ်ချက်အကုန်ပြန်လုပ်မယ်တပီတော့အဆအဆုံးပြန်စစ်ပါတယ်ဖေ။ပြန်စစ်တဲ့အချိန်မှာဆရာဝန်တပီတော့ဟိုအရန်ကိုဆရာလဲဝမ်းသာတယ်လို့တပီတော့လည်းအရန်ဝမ်းသာတပီတော့ရဲ့အသေးကပုံမှန်အကုန်လုံးကောင်းလာပါတယ်ဖေ။ဖေကကောင်းသွားတယ်မှာဖေ။တော်အကုန်လုံးတဲ့ကောင်းလာတဲ့ကတပီတော့အခုအားစီလေးပဲစားရပါတယ်ဖေ။ ။ပြီးတော့ဒီတရားအားထုတ်ပေးရတာဆရာဝန်ကတပည့်တော်ကိုဆရာဝန်ကပြောပါတယ်ဗျာ။ဒီလောက်အကောင်းနဲ့အပြည့်ထွက်မယ်လို့သူလုံးဝမထင်ထားပါဘူးဗျာ။အမျော်လင့်ပါဦးဗျာ။တပည့်တော်ရဲ့အရင်ပြခဲ့တဲ့ဆေးတွေကနောက်ဆုံးဆေးတွေကြီးပဲတောက်ခဲ့ရတဲ့အစင်သေးဖြစ်ခဲ့တော့ဆရာဝန်ကသူစေကူကတောင်အားမရှိခဲ့ဘူးလို့တပည့်တော်ပြောခဲ့ပါတယ်ဗျာ။ အခုတပီတော့ဒီအချော်တက်ဝင်ပြီးရဲ့အခုချိန်မှာတပီတော့ကျမရဲ့အရန်ကို ကောင်းတယ်လို့အရန်လည်းနေလို့ထိုင်လို့ကောင်းတယ်လို့အကုန်လုံးအဆင်ပြေလာပါတယ်ခင်ဗျာခုတော့အသေး6တဲ့ယောဂစီးဖို့ပေါ့တင်ပါဗျာတပီတော့အသေး6တဲ့ဟာအသေးက3ပုံ2ပုံ6တော့တပီတော့ဟာ86ဖို့ပဲရှိရင်ကင်ဆာဖြစ်မယ်လို့ဆရာဝါပြောပြသားပါဗျာတင်ပါဗျာခုတော့ ကျမ်းမာရေးလည်းလုံးဝကောင်းသွားပြီတင်ပါဗျာတော့ယောဂီရဲ့ယောဂအခြေအနေနဲ့တရားကျင့်နေတာနဲ့ပေါင်းဝင်ကျင်နဲ့စီးပညာနဲ့ခြုံငုံပြီးသုံးသပ်ကြည့်ကြတာပေါ့တင်ပါဗျာလူရည်ရတရားအထုတ်မယ်ဆိုရင်အကျမ်းနဲ့ကြားတယ်မသွားနဲ့လို့တားကြတင်ပါဗျာအဲဒီတော့ဒီအကျမ်းမကြီးကလည်းဒီလောက်တော်တော်ဆိုးွားနေတဲ့အချိန်မှာ တုံတောင်လူရုံွယ်တဲ့ပုံပုံများဆိုရင်လာကြည့်မှာမဟုတ်တော့တင်ပါဗျာအဲ့လိုဆိုရင်အသက်ရှင်မှာတော့မရှင်ပါဘူးဗျာဒါဆုံးရှုံးမှုတင်ပါဗျာအဲ့တော့ဓာတ်ရဲ့ပုံပုံတွေကဓာတ်ကြတယ်တချို့ကြီးယောဂမဟုတ်ဘဲနဲ့ကောင်းတဲ့လူတော်မှဟဲ့သိင်းသွားမထုတ်နဲ့ကြမ်းနေတင်ပါဗျာအဲ့လိုသွားမထုတ်ဘူးဓာတ်ကြတယ်တင်ပါဗျာအဲ့လိုဓာတ်ကြတဲ့အကြောင်းကြီးက တရားဆလာတာလဲဆိုတော့တရားကျင့်တယ်ဆိုတာဒုက္ခဝိညာဉ်မှာစိတ်ထဲမှာရှိတဲ့ဒေါသကိလေသာကြီးတတ်ဖို့ွားကြတယ်လို့မသိပဲနဲ့တမပါဘုရားကျမ်းနဲ့ကြာကြာထိုင်တာပြင်းထန်တယ်ဆိုတဲ့အသည့်ပဲသိတော့တမပါဘုရားသူတော်ကောင်းတို့အသည့်မဟုတ်ဘူးတမပါဘုရားသူတော်ကောင်းတို့ကတော့မဟာပလင်ကျင့်တယ်ဆိုတာကစိတ်ထဲမှာရှိတဲ့ကိလေသာကိုခေါ်ထုတ်တာ တင်ပါဗျာတသက်ကြီးအင်းစေတာမဟုတ်ဘူးတင်ပါဗျာအဲ့တော့စိတ်ထဲမှာရှိတဲ့ကိရိတာကိုတတ်ချင်လို့မဟာပလင်ကြီးခွေတာကိုအကြောင်းခံတယ်လို့မသိပဲနဲ့တင်ပါဝေဒနာကြီးပြင်းထန်ခံပြီးတသက်ပြေးခိုင်းနေဒုက္ခခံခိုင်းနေဆိုကျမ်းနဲ့တရားမဟုတ်ဘူးအဲ့ဒီလို၆လန့်ပြောဆိုတဲ့ပုဂ္ဂိုလ်တွေကြောင့်တင်ပါဗျာဆုံးရှုံးနေတာတဲ့ယုံလွယ်တဲ့ပုဂ္ဂိုလ်ညံနေတဲ့ပုဂ္ဂိုလ်တွေရော ကျုံလွယ်ပြီးတော့မသွားကြဘူးတပါဗျာအဲ့တော့မသွားတဲ့ပုံကလည်းတရားမရအောင်တားတဲ့ပုံကလည်းအောက်ကူများတယ်တမဗျာအခုညီကိုတိုင်တားတဲ့ကြားတဲ့ရဦးစင်းလို့ရှိတရားကျင့်သေးသေပစီဆိုတဲ့စိတ်တမဗျာတရားမကျင့်လည်းသေပါပဲတမဗျာလောကကြီးမှာတရားမကျင့်မဲ့သေတဲ့လူကြီးပဲတမဗျာသေတဲ့လူအများကြီးပဲတမဗျာသေရင်သေတရားကျင့်ရင်သေတာမြတ်တာတမဗျာအဲ့ဒီလူလက်မတွေ့ဘဲနဲ့ သူတွေကကာမဂုဏ်နဲ့တာသိရင်သိပြီသွားမယ်လာမယ်လုံးမယ်ကြိုက်မယ်တိုက်မယ်ခိုက်မယ်တာအရတာအားပေးတာတင်ပါဗျာတရားနဲ့သိတဲ့အတိမျိုးမချီးမွမ်းကြဘူးတင်ပါဗျာအဲ့ဒါဦးဇုဘုရားဘာသာရင်အတိတရားခေါင်းပေါင်းမှုနဲ့ရှိတန်းကနေပြီးတော့ကြာကြာထိုင်တာတရားမဟုတ်ဘူးကြီးထိုင်တာတရားမဟုတ်ဘူးဝေးထိုင်တာတရားမဟုတ်ဘူးဆိုတော့ဖြတ်တဲ့ပုံပုံကြီးကြောင့်တင်ပါဗျာဘုသာသနာတော်ကြီးက ရောင်းထွက်မဲ့ဟာအယောင်ကြီးမင်းဘူးတင်ပါဗျာလွတ်မြောက်မဲ့ပုံပေါ်တွေကမလွတ်မြောက်တော့တင်ပါဗျာအဲ့ဒါတစ်ချက်မြင့်တရာပေါ့တင်ပါဗျာဒီသေးပစီတရားနဲ့သိမယ်ဆိုရင်တရာတင်ပါဗျာမြတ်စွာဘုရားတရာရှိဖို့ပဲဟောပါတယ်တင်ပါဗျာယောဂရှိရင်တရားမကြည့်နဲ့လို့မဟုတ်ပါဘူးတင်ပါဗျာတရာရှိရမယ်တရာရှိရင်အာထုလို့တဲ့ဝိရိယရှိအာထုလို့တဲ့ဝိရိယရှိရင်စောင့်ရှောက်မှုတတိရှိစောင့်ရှောက်မှုတတိရှိရင်ဒီရင်မှုတပါးလေးဖြစ် ်ပါမြင်မှုတမာတိဖြစ်လို့ရှိရင်ပညာကနေပြီးတော့ကိလေသာကိုတတ်တယ်တမာအဲ့တော့ရုပ်ကြောင့်စိတ်ဖောက်ပြန်တတ်မှာပြီးကြည့်ပြတော့ယူတယ်တမာစိတ်ကြောင့်လည်းရုပ်ဖောက်ပြန်တတ်မှာဗျာအင်းကြမညာတတ်မှာဗျာအခုရုပ်ကြီးဖောက်ပြန်တာကိုစိတ်နဲ့ကြီးပြင်လိုက်တာတတ်မှာဗျာစိတ်နဲ့ပြင်လိုက်တဲ့အခါကျတော့စိတ်ကစိတ်ကြမ်းစရိုက်ကြမ်းကြုတ်ကြမ်းထက်ကြမ်းနေကိုစိတ်ကြမ်းကပေါ်တော့အဲ့ဒီစိတ်ကြမ်းကိုမက်ကတက်လိုက်တော့ အဲ့ဒီရုပ်ကြမ်းတွေပါချုပ်ကြပါဗျာတရားကျင့်ရင်လည်းကျမ်းမာရေးကောင်းတာတွေအများကြီးပဲကြပါဗျာဦးဇင်းတို့မြန်မာကဘုဒ္ဓမရှိလို့နိုင်ငံပညာရှင်တွေကဝိပဿနာနဲ့ကျမ်းမာရေးဆိုပြီးတော့လေ့လာတာအလုံးမနေနေပါဘူးကြပါဗျာဦးဇင်းတို့မြန်မာလူမျိုးကလေ့လာမှုမရှိတဲ့အပြင်ဖြစ်စည်းမှုကများတယ်ကြပါဗျာစုံစမ်းမှုလည်းမရှိဘူးကြပါဗျာဘလို့လဲလူလည်းစုံစမ်းကြည့်လို့မလဲမရှိဘူးနဲ့ အမြင်ချင်းမြောင်းနဲ့ကို့အမြင်နဲ့ကိုဆုံးပြတ်တုံးတက်ပြီးပြောကြတာတင်ပါဗျာဟုတ်ကျင့်တဲ့လူလည်းအကျိုးနဲ့ပါတော့တင်ပါဗျာအခုညီတရားကိုဖြောင်းမှမှအားထုတ်လိုက်တော့မသိလို့ရှင်ယောဂါရင်းနဲ့ပဲစိတ်လောက်ပြင်းထန်တာစားနေရတယ်တင်ပါဗျာတရားနဲ့ပညာနဲ့တဲ့ပုဂ္ဂိုလ်ကတော့အာမဖြစ်နိုင်ဘူးအာတရားအမထုတ်လို့မရနိုင်ဘူးဆိုပြီးစိတ်လျှော့ကြတယ်တင်ပါဗျာဟုတ်ဒါမြန်မာနိုင်ငံမှာတော်တော်များများပဲ တပည့်တော်တရားထုတ်လို့ပါဗျာဘာဖြစ်နေလို့ပါဟိုဟာဖြစ်နေလို့ပါ ਨੇ အကြောင်းပြပြီးအာမထုတ်ကြအောင်တမပါဗျာဒီကံนี้ကျတော့အကြောင်းပြပြီးတော့မသိလို့ရတယ်မရပါဘူးမရဘူးအဲ့ဒါကျတော့ဒီကံนี้အကြောင်းပြလို့မသိလို့မရတာထဲမှာပဲ ਨੇ တရားကျင့်တာကြမှာနော်ယောဂအကြောင်းပြပြီးတော့လာအာမထုတ်ကြတယ်အဲ့ဒါဘာလို့လဲဆိုတော့သရာတရားဇုပြောအောင်ကြိုးကြားဟောကြားကြတဲ့ပုံပုံလေးကြောင့်တမပါဗျာယောဂဖြစ်လေဘုရားထုတ်အောင်တမပါဗျာ အဲ့ဒါကိုအာမပေးပဲနဲ့ဟာယောဂဖြစ်လို့ပါဆိုပြီးတော့တရားအာမထုတ်ချင်ဘူးဆိုအကြောင်းမလို့ဟိုရီကတရားအာမထုတ်ချင်ဘူးတင်ပါဗျာယောဂရှိတော့ယောဂအကြောင်းပြပြီးအာမထုတ်ကြအောင်တင်ပါဗျာဘုပ္ပိုလ်တွေဆုံဆုံမသွားဘူးလားဆုံဆုံပါတယ်ခင်ဗျာအဲ့ဒါဒီဦးဇနုမြန်မာနိုင်ငံမှာဆုံဆုံတာကြီးအများကြီးတင်ပါဗျာအဲ့တော့ညီမဟာပလင်ကျင့်တဲ့အခါကျတော့ကြာကြာထိုင်တာတရားမဟုတ်ဘူးပြင်းပြင်းထန်ထန်ထိုင်တာတရားမဟုတ်ဘူးဆိုတာကတရားမဟုတ်ဘူးအကျင့်မှန်မှန်ဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကပြောပြင်မဲ့ အရာကုန်ကြီးကယူမဆိုင်ပဲနဲ့ဆရာထံမှာလက်တွေ့နေခံပြီးကျင့်လိုက်တဲ့အခါကျတော့အခုလိုပြင်းပြင်းထန်ထန်ထိုင်နေတော့ကောင်းကျိုးတွေရမှာမဟုတ်လားရပါလေခင်ဗျာအေးအရာကိုသူတို့မခံစားရတော့ဥဒုစဉ်အမြင်နဲ့ပြင်းပြင်းထန်ထန်ထိုင်တာကြီးကိုပဲမနှိမ့်မြို့တက်ပါမနာလိုတက်ပါဗျာဟောအဲ့လိုသူတို့ကမှပြင်းပြင်းထန်ထန်မှအမှတ်ထုတ်ခဲ့ရတက်ပါဗျာဟောစာဖတ်ပြီးစာရွှေလျှောက်ပြောတော့ ကိုရွေးပြီးမြင့်တန်တာအာမရုတ်ခရတာမသိဘူးလေ။မှန်ပါဗျာ။ဟိုဦးဇင်းတို့ကြတော့ကိုရွေးကျင့်ထားတော့ကိုရွေးသိ။မှန်ပါဗျာ။ပြီးတဲ့အခါကျတော့သက်သက်ချင်းကျင်းစရာမဟုတ်ဘူး။စိတ်ထဲမှာရှိတဲ့ကိလေသာပေါ်ဖို့အတွက်မဟာပလင်ကိုအကြောင်းခံပြီးပေါ်ထုတ်တာ။မှန်ပါဗျာ။ပေါ်ထုတ်တော့ညီအိုက်မှာသရာရှိရှိနဲ့အရင်ချင်းနေပြီးတော့စေစားနေရတဲ့ပုဂ္ဂိုလ်ဒီရတဲ့မှာညနေစာလေချပါသီလာဆောင်ရတော့မစားဘူးတပါဗျာဒါပေမဲ့မဟာပလင်ကတနာကိုသတ်လိုက်တဲ့ခါကျတော့ ဒုက္ခនិရောဓသစ္စာဆိုတဲ့ဒုက္ခချုပ်တဲ့ငြိမ်းချမ်းတဲ့ဓာတ်ရာတော့စိတ်ရဲ့ကြည်လင်လန်းစားမှုရမှာမဟုတ်လားရပါတယ်ဖေဟာမြတ်စွာဘုရားကယောဂရလာရင်ဘုဇင်ဘွားလို့ပြောတယ်တင်ပါဖေဟာဘုဇင်ဘွားဆိုတာရှောက်ရွံ့နေတာပြောတာမဟုတ်ဘူးတင်ပါဖေဟာတတိတံဘုဇင်ဆိုတာမိမိရဲ့ဒုက္ခဝေဒနာမှာဖြစ်လာမဲ့တဏှာဒေါသကိုတတိထားရတာဘွားရမယ်တင်ပါဖေဓမ္မဝိဇ္ဇတံဘုဇင်ယုံနဲ့နာနဲ့တွဲပေါ်လာတဲ့ပုံမှာတဏှာဝင်ပြီးချဲလဲပုံကြီးအဲ့ဒါကိုစဉ်ញင်သုံးစား အဲ့တော့ကျတော့တဏှာဝင်မိမိမက်ကတက်လိုက်တဲ့ကတဏှာချုပ်တော့တော့ဒီစိတ်မှငြင်းညံ့မှုရမှာတော့ဘူးလားရပါတယ်ရတော့ပီတိတံဘောစဉ်အကျင့်တဲ့တက်တာရုပ်ပြီးတက်တာမဟုတ်ဘူးဖတ်ပြီးတက်တာမဟုတ်ဘူးနားပြီးတက်တာမဟုတ်ဘူးဟောပြီးတက်တာမဟုတ်ဘူးအလုံးနဲ့တက်တာတင်ပါဗျာအဲ့လိုဘောစဉ်ဘောအကယ်၍ယောဂါပြောက်ချင်းဘုဇင်ဘွားဆိုရင်စာပြီးရွတ်နေလို့မမရဘူးတင်ပါဗျာမြတ်စွာဘုရားကအယွတ်သာသနာမဟုတ်ဘူးတင်ပါဗျာအကျင့်ပါတင်ပါဗျာ ရိယတိဆောင်တို့သာသနာမြေဘုရားတက္ကနာတင်ပါဗျာတကယ်လက်တွေ့ပုံမှာကျတော့ရွတ်နေလို့မရဘူးကျင့်မှရမှာတင်ပါဗျာအဲ့တော့ညီလက်တွေ့ကျင့်လိုက်တဲ့အခါကျတော့တဏှာကိုဒေါသမီးလဲသေးသွားရောငင်းကြက်နဲ့ဗုဒ္ဓရောက်တော့နှစ်သက်မလာဘူးလားနှစ်သက်လားအဲပီတိတံမောစေအဲအဲ့လိုပူတွေ့ခံစားတဲ့ပီတိဖြစ်ရမှာတင်ပါဗျာတော့ပီတိတံမောစေခေါ်လို့ရွတ်တာပီတိမခံစားဘူးတင်ပါဗျာပီတိဖြစ်တော့စိတ်ကကြည်လင်လန်းဆန်းတော့ ကြမ်းတမ်းတဲ့ယုတ်တိမကောင်းတဲ့ကိလေသာယုတ်တိအဲ့ဒါတွေကိုဓမ္မတက်ကနေဖျက်ချတယ်တင်ပါဗျာတောင်းလို့ယောဂပြတ်တယ်တင်ပါဗျာအဲ့တော့ဆေးရဲ့ကြီးလင်းလဲလန်းဆန်းမှုအာကောင်းတော့အဲ့လန်းဆန်းတဲ့အရှင်ရောက်နော်ဒုက္ခမယုတ်အနုကရယုတ်တိလူတဲ့ယုတ်တိတက်လာပြီးကြမ်းတမ်းတဲ့ယုတ်ညံကြီးပျက်စီးသွားတယ်တင်ပါဗျာတောင်းယောဂပြတ်လို့တင်ပါဗျာဒီအဲ့တော့မှပို့ပြီးအာထုတ်ရှင်လာတဲ့ဝိရိယတန်ဖိုးစဉ်အခုကြတော့တရားထောက်အောင်မှာမကြောက်တော့ဘူးဘယ်သူကဖြက်ဖြက် မကြောက်တော့အားလုံးဆုံးလွန်နိုင်ကိုတွေ့ခံစားရအောင်တမပါဗျာလိုက်တော့မှဥပိ္ပကတံမောစဉ်ဒီကုနာတော့ဓာတ်ရဲ့ပုံပုံလေးလဲဥပိ္ပခာပြုခဲ့တယ်။တမပါဗျာ။ဒုက္ခဝိနာတက်လာတော့ရုံးမဲ့ကံမဲ့ပြင်းမဲ့လှုပ်မဲ့ရွမဲ့ဆိုတဲ့တဏှာကိုလည်းဥပိ္ပခာပြုခဲ့တယ်။တမပါဗျာ။အစနဲ့ဇာနဲ့အဟောနဲ့ပြုတာမဟုတ်ဘူးလက်တွေ့ပြုရတာ။တမပါဗျာ။ညီတလောက်ယောဂါတွေရနေတဲ့ဂျာတွေကဥပိ္ပခာပြုရတာနော်။တမပါဗျာ။လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး။တမပါဗျာ။အဲ့တော့ဥပိ္ပခာတံမောစဉ်ပြုလေးတကကြောင့် ဝရိယတံဘောစဉ်တရားကျင့်ရမှာပို့ပြီးတော့နှစ်သက်လာတယ်အားရှိလာတယ်ကျင့်ရတာပီတိဖြစ်လာတယ်တမပါဗျာအဲဝရိယတွေစိုက်လာတမပါဗျာအဲ့လိုဘောစဉ်တွေတက်ရတယ်ဘောစဉ်အဲ့လိုဘောအားမှာယောဂပြောက်တာတမပါဗျာဟုတ်ကြောက်ပြီးတော့ယူလေနဲ့ယွတ်နေလို့မရအောင်တမပါဗျာခန္ဓာမှာအကျင့်နဲ့ယွတ်မှရတယ်အကျင့်နဲ့ဘောအားမှာရတာတမပါဗျာအေးတို့ခရကယောဂတွေဖြစ်လာရင်ဘောစဉ်ဘောပါဆိုတာတရားကျင့်မှာဆိုကြည့်ပြီးတော့ဘောအားမှာအယွတ်နဲ့သွားကျင့်နေတော့မတူးတော့ ဖယားဟောတာလကားလူဖြစ်တယ်တမပါဘုရားဟုတ်ပြီနော်တမပါဘုရားကိုကလက်တွေ့နဲ့ပြောတာတမပါဘုရားအခုတော့ဆရာဝန်တွေကမဖြစ်နိုင်တော့ပါဘူးဆိုတော့ယောဂတရားနဲ့ပြီးတော့ဆရာဝန်တွေမဖြစ်နိုင်ဘူးဆိုတော့ဆုံးမြတ်ချက်ကမှန်သေးလားမမှန်တော့ပါဘူးဘုရားအဲ့တော့တို့ဘုရားတို့သာသနာကအဲ့ဒီလောက်ဒိဋ္ဌဓမ္မကေတင်နေတာကြီးကိုဒီလိုကြည့်မှဒီလိုကြေတာကြီးစာဖတ်ပြီးကြေလို့မရဘူး တင်ပါဗျာတရားနာပြီးတော့ခဲလို့မရဘူးကျင့်မှာအကေခံမှာတင်ပါဗျာမြတ်စွာဘုရားအကေခံနေဆိုတော့လက်တွေ့ကျင့်မှာအကေခံရတာတင်ပါဗျာနော်နာနေုံဖတ်နေုံလေ့လာအောင်လည်းမရဘူးတင်ပါဗျာနော်အခုတော့ကြီးမဟာပလင်းအောင်မြင်သွားတဲ့ဒုတိယအကြိမ်လဲအချောသစကံဝင်သွားသွားရောစိတ်ရဲ့အစွမ်းအားတွေဓမ္မတာအားတွေဣလိတာငြိမ့်သက်တဲ့အားတွေအဲ့ဒီအားတွေကယုတ်ကြမ်းတွေကိုဖြစ်ပြီးတော့ ယုံမှုတွေကိုအစ်တတပံပြန်ဖြစ်စီတဲ့အတွက်ကြောင့်ညီယောဂါတွေတင်းရင်းပြောက်သွားတယ်။တင်ပါဗျာ။လူရင်းပြောရလို့ရှိရင်တော့သူတို့ရဲ့စီလောကမှာမပြောက်တော့ဘူးလို့ပဲဆုံးပြတယ်။တင်ပါဗျာ။သူတို့မပြောက်တော့ပါဘူးသေမယ်ဆိုတဲ့ယောဂါကြီးကအခုတရားကကယ်သွားပြီ။တင်ပါဗျာ။အဲ့တော့သူများကတရားထုတ်လို့သွားတားတဲ့ပုဂ္ဂိုလ်ကဒီကျိုးရပါမလားမရပါဘူး။အဲညို့သေတော့လို့ပြောတာနဲ့တူပဲ။တင်ပါဗျာ။ဟုတ်ပြီနော်။တင်ပါဗျာ။ဒါကြောင့်မလို့တို့မြန်မာနိုင်ငံမှာတို့ဗုဒ္ဓဘာသာဝင်စဉ်းစားဖို့ကောင်းတယ်။တင်ပါဗျာ။ အာအောင်လံဆရာတော်ပြတဲ့နေ့ကကျမ်းနေကျမ်းနေဆိုတာဟုတ်ဘာကျမ်းတာလဲဆိုတာကိုမခွဲကြအောင်တင်ပါဗျာဒုဟာအချောင်းလိုချင်တာပဲတင်ပါဗျာတသက်တာနဲ့လိုချင်တာပဲတင်ပါဗျာအခုတော့ဒုက္ခဝိညာဏမှာတဏှာဒေါသကရက်တောင် ခတ်လို့လည်းမပေါ်လာဘူးဟုတ်စင်ကျွေငယ်ကြောက်တံပရမများနဲ့ညီစိတ်တွေမှာရှိတဲ့ကိလေသာကိုပေါ်ခဲ့ပါတတ်မလို့ပါဆိုလုံးလို့ရတယ်မရပါဘူးခင်ဗျအဲ့ဒါကြောင့်မလို့မဟာပလင်နဲ့အကြောင်းခံပြီးပေါ်ရတယ် ်တယ်မှာဗျာရင်မင်းရိုင်းတတ်ချင်အဲဝိသေကောင်ဘုံချာလာမယ်ဘုရားကောင်တွေလာရင်ပန်းဆိုင်လေလာညှားခေါ်တာပေါ့တယ်မှာဗျာအခုလက်စေတဲမှာရှိတဲ့ကိလေသာကုလူစဉ်ဒလိချမ်းနေတယ်ကွာစေချမ်းစရာချမ်းဒေါသချမ်းလောဘချမ်းကိုတတ်ချင်တော့ပေါ်ရမယ်တယ်မှာဗျာလက်ကားပေါ်လို့များတော့မဟာပလင်နဲ့ပေါ်လိုက်တာတယ်မှာဗျာအဲ့ဒီလိုအကြောင်းခံပါတယ်ဆိုတာမသိဘဲနဲ့နော်ဘာမဟာပလင်ရှိမှတရားလားတယ်မှာဗျာလက်စွာဘုရားဟောတဲ့တရားမှာမဟာပလင်ကျင့်စဉ် မာပြင်ကျင့်ရမယ်လို့ပါလို့လားလို့ပညာနေတဲ့ပုဂ္ဂိုလ်တည်းကအဲ့လိုဆုံးဖြတ်ကြတယ်ပါဗျာမြတ်စွာဘုရားကဘယ်လိုထိုင်ရမယ်တော့မပါဘူးတမပါဗျာဘယ်လိုပဲကျင့်ကျင့်ဒုက္ခင်တွေကြောရမယ်တယ်ပါဗျာဥပ္ပါဘုမာဘလင်းမဲ့ချိတ်ချိတ်မချိတ်ချိတ်ပေါ့တယ်ပါဗျာနော်ဘုရားကတော့ကြီးမပြောတော့တယ်ပါသူလူရင်းပြောလိုက်ပြီဒုက္ခင်ပြီးကြွားတယ်ပါဗျာညီအခုကာယကဒုက္ခဝေဒနာအာဘလင်း၅နိုင်၃ညချိန်ချာနောက်ဆုံး မဟာပလင်းနေစချက်ရာနေဆုံးနေဒီစိတ်ဆင်းရဲတာရှိသေးလားမရှိပါဘူးဗျာအဲ့ဒါကအဲ့ဒီလိုပုံတွေ့ခံစားထားတဲ့အောင်မြင်မှုဆိုတာစာဖတ်လို့မရဘူးတရားနာလို့မရဘူးတင်ပါဗျာစာဖတ်ပြီးတရားပြတဲ့ပုဂ္ဂိုလ်ရှိမှမရဘူးတင်ပါဗျာကိုကျင့်ထားတဲ့ကိုကျင့်တရားနဲ့ကိုယ်ဆိုင်ကျင့်ထားတဲ့ဆရာရှိမှကျင့်မှရမှာတင်ပါဗျာဘာလို့ဆိုသူတို့မှလမ်းမသိတာတင်ပါဗျာလမ်းမသိတော့မှန်းပြီးတော့ပြောတာဟာဒါကြီးဝိညာဉ်တက်တော့ပြင်းထန်တော့စင်းရဲတော့ဘယ်လိုလုပ်တရားရမှာလဲ တခါညောင်းတခါပြောင်းတယ်ညောင်းနေပြောင်းနေညောင်းနေပြောင်းနေရင်ဘယ်တော့ပြီးမလဲမပြီးပါဘူးခင်ဗျာယူကြီးကညားအိုက်တော့လဲညောင်းနေတာပဲတင်ပါဗျာအဲ့တော့ညောင်းနေပြောင်းနေရင်ပြောင်းတဲ့အလုပ်ကြီးပဲစိတ်ကတောင်းနေမှာဘယ်တော့ဒုက္ခနေတော့သစ္စာနိဗ္ဗာန်မလို့သွားမလဲတင်ပါဗျာဟုတ်ပြီနော်တင်ပါဗျာညားတော့မဟာပလင်ကျင့်တာကိုအပြည့်ပြောကြတယ်ကြာကြာထိုင်တာကိုအပြည့်ပြောကြတယ်တင်ပါဗျာဒီအခုတော့မဟာပလင် ကျင့်စဉ်နဲ့ပြင်းပြထန်ထန်ကျင့်တာညီကောင်းကျိုးဆိုးကျိုးပေးရရကောင်းကျိုးရပါတယ်အဲ့တော့ကောင်းကျိုးရတဲ့လမ်းကိုမသိဘဲနဲ့ရမ်းပြောတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးရတဲ့လမ်းကိုသူမလျှောက်ထားလို့တင်ပါဗျာကောင်းမှန်မသိလို့တင်ပါဗျာအဲ့လိုရမ်းပြောတာတင်ပါဗျာအခုတော့ညီအပြောသမားနဲ့အကျင့်သမားနဲ့ကွဲသွားပြီမဟုတ်လားတင်ပါဗျာကွဲသွားပြီအခုတော့မြတ်စွာဘုရားရဲ့တရားတော်ကတန်ဋိဋ္ဌိကိုလက်ငင်းချက်ချင်းအကျိုးပေးတယ်ဆိုတာညီခံစားတော့တင်ပါဗျာ ဘယ်လို့မှမဖြစ်နိုင်တော့ပါဘူးဆိုတဲ့ယောဂကြီးကဟိုပြောက်လာတင်ပါဘုရားဟုတ်ပြီနော်တင်ပါဘုရားအဲ့တော့ညီကြီးလို့တချို့တရားကျင့်မှုတရားနေတဲ့ပုဂ္ဂိုလ်များမပြင်းပြင်းထန်ထန်ကျင့်တာကိုတားတဲ့ပုဂ္ဂိုလ်များဝိညာဉ်ရှိပြီးတော့ကြောက်ပြီးတရားကျင့်ရမှကြောက်တဲ့ပုဂ္ဂိုလ်များကိုညီကဘယ်လိုတိုက်တွန်းကြလဲတပည့်တော်ကတော့ဝေဒနာကိုကြောက်နေရရင်လည်းအချိန်တိုင်းတော့တည်ရမှာပါပဲဖေဟာဝေဒနာရဲ့နှိစ္စတာနဲ့တည်ရမှာပါပဲဖေဟာ အကုန်လုံးကတော့တပည့်တော်ကတော့ဒီတရားတွေကိုအထုတ်တဲ့အချိန်မှာခန္ဓာကိုယ်ကဝေဒနာတွေအလုံးပျောက်တယ်ဆိုတာတော့တပည့်တော်ကဟိုလာဖို့ပေါ့ဒီဘုန်းလို့ရှိမှတရားအထုတ်ဖို့အကုန်လုံးအတွက်ကိုတော့တပည့်တော်ကပြောချင်ပါတယ်ခင်ဗျာတပည့်တော်ကိုယ်တိုင်ကိုတတ်အထုတ်ခဲ့ရတဲ့အတွက်တပည့်တော်ခံစားခဲ့ရတဲ့ဝေဒနာတွေတကယ်လက်တွေ့ပျောက်တယ်ဆိုတာကိုလည်းတပည့်တော်အားလုံးကိုပြောချင်ပါတယ်ခင်ဗျာ あのだるかあ